ကိုယ်သမီးတယောက်ဟာဘယ်လိုကုသကောင်းမှုတွေကြောင့်မနာဘကာယကဘုံရောက်ရတာပါလဲ။ဘာတွေလှုပ်လို့ရောက်တာတော့ဆိုတော့မြတ်စွာဘုရားဟောတယ်။နေရုဒ္ဓာနဲ့အမျိုးသမီးတယောက်ဟာဒီအချက်ရှိချက်လိုင်းနာပြီးတော့နေထိုင်တဲ့အမျိုးသမီးဟာဒီအချက်ရှိချက်ကိုတသွေးမတိန်လိုင်းနာပြီးတော့ရှင်းသုံးသည့်အတွက်သူဟာဒီဘုံကိုရောက်တာလို့အဲ့ဒါစိတ်ဝင်စားစရာကောင်းတယ်အဲ့မှာ အချက်ရှိချက်ကသီလလည်းပါတယ်ဒါနလည်းပါတမန်ဘဝမှာမိသားစုဘဝမှာလောက်ကင်တာတွေလည်းပါနေတယ်အဲ့ဒါစိတ်ဝင်စားစရာကုသိုလ်ကောင်းမှုရှိလို့ဖြစ်တာကြီးပဲမဟုတ်ဘူးအဲ့တော့သတိထားစရာကစိနဲ့ကန်းနဲ့မိသားစုတဝန်ချီချီလောဘနဲ့မဟုတ်ဘူးဒေါသနဲ့မဟုတ်ဘူးဘုတရားချီပြွန်စွာနေလို့ရှိရင်လည်းပဲဒါကုသိုလ်ရတယ်ဆိုတဲ့အိဗေပေါ်တယ်နော် ဝတ္တရားကြည့်ဖို့လို့ရပေါ့အိမ်မှာနေပြီမဲ့လို့ဝတ္တရားကြည့်ပြီးတော့မေတ္တာနဲ့နေတာဟာကုသိုလ်ရတယ်လို့သူဆိုလို့တဲ့အိမ်အဲ့တော့ရှင်မျိုးကိုတစ်ခုစီခွဲပြတဲ့ခါကြတော့ဘာလို့ဆိုနမတိကမျိုးသမီးတယောက်ကိုသူ့ရဲ့မိဘတွေက နေပြီးတော့အိမ်တော်ရဲ့သားချပေးတယ်ပေါ့အော် အဲတော့ရဲ့သားကြတဲ့မြို့သမီးတွေအတွက်ကြီးပဲပြောမြို့သမီးမိဘတွေကကောင်းကျိုးချမ်းသာဖြစ်ဖို့ညှို့နှင်းချက်နဲ့ကိုယ့်ရဲ့သမီးကိုအဲတော့ရဲ့သားချပေးလိုက်တယ်တဲ့အဲ့လိုအဲတော့ရဲ့သားချပေးတဲ့မြို့သမီးဟာကိုယ့်ရဲ့အိမ်တောင်ဘက်ပေါ်မှာဟိုတရားချပြမှုရှိတယ်ဝတရားချပြွန်စွာ နေထိုင်နေတတချက်နော်ဝတ္တရားကြည်ပြောနာအဲ့ဒါဝတ္တရားကြည်ပြောနာတဲ့ဒီမှာဒါကုသိုလ်ရနေတဲ့သဘောရှိတယ်ကိုလိုရမယ့်ဝတ္တရားကိုကြည်ကြည်ပြောလို့ပြီးတော့မေတ္တာနဲ့နေထိုင်နေတဲ့နောက်တစ်ခုကဘာလို့ဆိုရင်မိမိရဲ့အိမ်တော်ဘက်ကကရုကတော့ဖြူပြီးတော့လေးစားရတဲ့အမေတို့အဖေတို့ ဆိုရောက်ခမဗောလေးခုခဲ့တယ်ဗျ။အဲ့နောက်မဲရဲ့မိဘတွေသူကိုးဝယ်တဲ့ဖာသာအဲ့ရတဲ့ပုံမှာသူဟာတလေတစားကိုတရားချေပြွန်စွာဆောင်ရွက်ပြီးတယ်။ဒါတခုဒါဒုတိယမြောက်ခုသူတယ်။ဒါဟိုလူတွေကကုသိုလ်စင်နဲ့တော့မထဲပါဘူးတရားတွေ။နော်။ကိုတရားချေပြွန်စွာဆောင်ရွက်တယ်။ နံပါတ်3ကအိမ်မှုလုပ်ငန်းနေနဲ့ပတ်သက်လာတဲ့အခါမှာသူဟာလှုပ်တတ်တယ်၊ခိုင်တတ်တယ်၊ချက်တတ်တယ်၊ပြုတ်တတ်တယ်အလုံးအတွက်စီမံခန့်ခွဲချက်ပြုတ်မပြင်းမရီအိမ်မှုကိစ္စတွေကိုလှုပ်တယ်တဲ့ပြောပါဆိုရင်ဒါလည်းကုသိုလ်တစ်ခုပဲကြည့်ရလားဒါကကုသိုလ်လို့မထင်ကြဘူးလေ သူလုံးဝမဲ့ဝတ္တရားတွေကိုသူချစ်ချစ်ပြင်းပြင်းလုပ်တယ်ပေါ့နောက်တစ်ခုကပါတော့အိမ်မှာကိုယ့်အိမ်မှာဝိုင်းကူပြီးတော့လုပ်တဲ့အိမ်ကခိုင်းနေတဲ့ပုဂ္ဂိုလ်တွေလုပ်သမားတွေရှိတယ်သူတို့ကိုအုပ်ချုပ်တဲ့ခံမာတဲ့လုပ်ရင်လုပ်သလိုမလုပ်ရင် မလုပ်သလိုခွဲခြားသေးတယ် လုံကြိုးစားရင်ကြိုးစားသလိုလုံမကြိုးစားဘူးဆိုရင်မကြိုးစားတဲ့အတိုင်းတားခွဲချပြီးတော့သူတို့ကိုပေးတဲ့ကံနဲ့မလုံတဲ့လူစုပေးတတ်ပေးပေါ့လုံတဲ့လူပို့ပြီးတော့ခရုဆိုင်ပေးနေမကောင်းတိုင်းမှသာ ရှိလာလို့ရှိရင်ဟို နေဝန်ကတောင်းတမ်းတာရှိလို့ရှိရင်သူ့ဆေးဝါးကိုတတ်ပေးတယ်ပေါ့ကိုရင်ကလူတွေကနော်နေနေမကောင်းတမ်းတာရှိလို့ရှိရင်လည်းခွင့်ရက်တွေပေးပြီးတော့ညတာမှုထားတယ်ပေါ့သူ့နဲ့တန်နဲ့လှုပ်ဖက်လှုပ်ပြီးတော့ညတာမှုတွေပြုတယ်နောက်အိမ်မှာစားစရာတောက်စရာရှိရင်လည်းညီလူညီမခွဲဝေပြီးတော့ပေးတယ် ဒါနဲ့ဒါကိုလည်းကုသိုလ်လို့ပြောတာဒါနတ်သမီးဖြစ်ဖို့ရအတွက်ဒါတွေကလည်းကုသိုလ်တွေဖြစ်တယ်ဒါတွေကိုလည်းယူရအလုပ်လို့ဆိုပြီးတော့ကုသိုလ်လို့တော့မထင်ကြဘူးဒါလည်းကုသိုလ်ပဲတဲ့နောက်နံပါတ်5ကတော့ကိုယ့်ရဲ့အိမ်သားကအပြင်းမသွားပြီးအလုပ်လုပ်ပြီးရှာဝေးလာခဲ့တဲ့ငွေချေးတနက် ဥစ္စာပစ္စည်းတွေကိုမခိုးမဝက်မထိမ့်မကြံမသုံးမဖြုံးမဲကိုယ်အိမ်အောင်ပဲမသိအောင်တိတ်တိတ်ဘုံခိုးဝက်တာတို့သုံးဖြုံးတာတို့မလုတ်ဖဲနဲ့သူဟာတည်တည်ချာချာစနစ်တကျစီမံခန့်ခွဲပြီးတော့တိမ်သားလုံးအတွက်အသုံးပြုတယ် ရှားလာတဲ့ပစ္စည်းထိမ့်သိမ့်ရှောက်ရှောက်တယ်ပေါ့ဒါကိုဆိုလို့တယ်စီးတဲ့ရည်အော်ခန်းနဲ့ကတဲ့ဆိုအလုပ်ပေါ့စီးလာတဲ့ရည်တွေကိုပျောက်ပြတ်မသွားအောင်တမန်နဲ့စီးပေးထားတယ်ပေါ့ကတဲ့နဲ့စီးပေးထားတယ်လဲထဲမှာရည်သွင်းတာအဲ့ဒါလို့ရှားလာတဲ့ပစ္စည်းကိုပျောက်ပြတ်မှုမရှိအောင် तू က စီမံဆောင်ရပေးတယ်အဲ့ဒီငါးချက်ကကြည့်ရမယ်ဆိုရင်ဒါအိမ်နောက်ပဲစနီးစင်များလိုက်နာကျင့်သုံးရတဲ့တောင်းဝတရားပဲဒါသူရဲ့တောင်းဝတရားကိုသူခြေပြောင်းလုပ်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒီတောင်းဝတရားခြေပြောင်းခြင်းဟာထူးခြားတဲ့ကုသိုလ်ကြီး မဟုတ်တော့လည်းပဲ ဒါကုသိုလ်ပဲအပြစ်ကင်းပြီးတော့အများပေါ်မှာမြတ်မြတ်တာတာမေတ္တာထားပြီးတော့လှုပ်တာဖြစ်လို့မေတ္တာနဲ့လှုပ်တာဖြစ်လို့ဒါလည်းကုသိုလ်ပဲလို့သူဆိုလို့ဒီငါချက်ကဒါရိုးရငါချက်ပဲဖြစ်တယ်နောက်ထပ်နံပါတ်6ကြတော့ မနမကိကနသမိဖြစ်ဘူးဒါကြတော့ဘာသာရေးဘက်ကဆက်နေလာပြန်နော်ဖျားကိုကိုးွယ်တယ်တရားကိုကိုးွယ်တယ်တန်ခါကိုကိုးွယ်တယ်ဘုရံတရဏကိစ္ဆမိဓမ္မန္တရဏကိစ္ဆမိတန်ခံတရဏကိစ္ဆမိရှရဏသုံးပါးကိုကိုးွယ်စိကတုဖြစ်တယ်အဲ့ဒါဆိုရင်တော့ဘာသာကြားရေးကဘလို့လုပ် ဖောဒန္တရဏံကိစ္ဆာမိဓမ္မန္တရဏံကိစ္ဆာမိတန်ငန္တရဏံကိစ္ဆာမိဖယတေယံတန်ကကိုယ်ွယ်တိုက်တဲ့ယရဏများကိုကိုယ်ွယ်နေစိကတ်တယ်တရဏဂုံတီးတယ်ဗောဆိုလို့တယ်နမတ်ချက်အဲဘုရဝဒမဟုတ်ရင်တော့ဘုရဒရဏံကိစ္ဆာမိဓမ္မန္တရဏံကိစ္ဆာမိတန်ငန္တရဏံကိစ္ဆာမိတော့ပါမှာမဟုတ်ဘူးသို့တော့ သူကိုးကွယ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဆိုလို့ရှိရင်တော့အထိုက်လျောက်တော့ကျိုးရှိမှာနော်သူတော်ကောင်းကိုကိုးကွယ်တယ်ဆိုရင်တော့ထိုက်လျောက်ကျိုးရှိရမှာပြီးတော့လိုင်းနာကျင့်သုံးတဲ့တရားကကောင်းတဲ့အကျင့်တရားဆိုရင်လည်းကျိုးရှိမှာပဲဒါကျိုးရှိဘူးလို့ပြောလို့မရသူတို့လည်းအကျိုးရှိနိုင်တယ်ပေါ့နောက်တစ်ခုက နမခွန်ကြတာပါအရုံးကိုချင်းတိလာနဲ့ပြေဆုံးနေအဲ့ဒါတော့တိလာပဲရောက်လာအဲ့ဒီကိုချင်းတိလာဆိုတော့ဘာသာကြပဲဖြစ်ဖြစ်ဘုရားဘာသာပဲဖြစ်ဖြစ်ဒါကိုချင်းတိလာဒီကိုချင်းတိလာတော့ရှိအောင်ဘာလို့ဆိုရင်သူများတဲ့တချင်းကရှောင်ရမယ်သူများဥစ္စာ မတရားယူတာရှောင်ရမယ် ကာမိတုမေသဆရာရှောင်ရမယ်မုသဝရရှောင်ရမယ်သူရမေတရားရှောင်ရမယ်အဲ့ဒီရှောင်ကျင်မှု9ရက်မရှောင်ရင်သူကဒုစရိုက်ပဲဒိဋ္ဌာနော်တော့ကဘာရာဇဝမှုဖြစ်တာပဲလူရဲ့ဥပရိမာသူ့တိုင်ရင်တော့ပြည့်မရှိဘူးသူ့တိုင်ရင်ပြည့်ရှိတယ်လူဥပရိယသာခွဲတာ ဘာသာတရားမြတ်စွာဘုရားဟောတဲ့တရားကြတော့ဘုသူတတ္တထူပဲပါဏာတိပါဒဖြစ်တာเนาะ